2025ခုနှစ်သဒ္ဒနာတော်ဆရာအဘိဓဇအက္ကမဟာတထမဇောတိကဘွဲ့ဒစိတ်တော်ရမြို့မဆရာတော်ဗဒံကြကောဝိကြရဲ့ဂုဏဝိသိထထက်ဆင့်ဂုံပြုပူဇော်ပွဲကိုဒီကနေ့မနက်ပိုင်းကပသိမ်ချောင်းသာကာလန်23မိုင်ရှိအောင်ချမ်းသာကြောရကျောင်းမှာကျင်းပခဲ့ရ အသိမျိုးမြို့မချမရိတ်တာကြောင့်ဦးစီးပဒါနနရကဆရာတော်ချမ်းမတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနဲ့အပြိသက်များက၅ပါးတိလာခံယူစောင့်တည်ခဲ့ပြီးပရိတ်တရားတော်များကိုဆက်လက်နာယူကြီးညိုခဲ့ပါတယ်။ အဲဒီနောက်မြို့မဆရာတော်ဗတ်တန်ကြာကောဝီကြာအားတိုင်းနေသားကြီးဝန်ကြီးချုပ်ကအဘိဓဇာအက္ကမဟာတတ္တမဇောဒီကဘွဲတစိတ်တော်နဲ့လူဘွဲဝိတုပစ္စည်းများကို၎င်းဗုဒ္ဓဘာသာကလျာဏယွဝအသင်ဗဟုမတာဝန်ရှိသူများကအဘိဓဇာအက္ကမဟာမင်္ဂလာ ဓမ္မစောဒီကဘောရစိတ်တော်နဲ့လူပွားဝိတ္ထုပစ္စည်းများကို၎င်းဆက်ကပ်ပူဇော်လှူဒါန်းခဲ့ကြပြီးကြွားရောက်ကြော်မူလာကြတဲ့တန်ဃာတော်အရှင်သူမြတ်များအားတိုင်းဒေသကြီးတရားသူကြီးချုပ်နဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးများကလူပွားဝိတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြကလှူဒါန်းမှုအစိုးရတို့အကြွတ်ရေဆက်သွင်းချအမျှပေးဝေပါတယ် အဲဒီနောက်တန်ဃာတော်များအားတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများကနေစွန်းဆက်ကလှူဒန်းခဲ့ပါတယ်။ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟာပတိန်ခရိုင်တာပေါင်းမြို့နယ်ပြည်အေးခမ်းမမှာပြုလုပ်တဲ့အကြမ်းဖက်ဖြစ်စဉ်များကြောင့်နေရဲဆွန့်ခွာပြည်သူများအတွက်အမျိုးသားတဘာဝ BNDS အစရာစီမံခန့်ခွဲမှုရန်ပုံငွေမှ၆ပတ်ငွေပေးရခြင်းခန်းနာသို့တက်ရောက်ပြီးနေရဲဆွန့်ခွာပြည်သူများအားတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ပညာရေး၊ကျန်းမာရေးကိစ္စရပ်များနဲ့လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းအားပေးစကားပြောကြားပါတယ်။အဲ့ နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများဟာအကြမ်းဖက်ပြစ်စင်များကြောင့်နေရဲဆုံခွာပြည်သူများအတွက်ထောက်ပံ့ငွေနဲ့ဆန်ရိတ်ခါပေးရခဲ့ပြီးဌာနဆိုင်ရာတာဝန်ရှိသူများကနေရဲဆုံခွာပြည်သူများအားလူဦးရေစရင်ကောက်ယူခြင်းနဲ့ထောက်ပံ့ငွေပေးရနေမှုများကိုကြည့်ရှုအားပေးခဲ့ပါတယ်။ အလားတူ2025-2026ပညာသင်နှင့်ကျောင်းအပ်နှံရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုဒီကနေ့မိုးလွယ်ပိုင်းကတိုင်းဒေသကြီးအစိုးရအဖွဲ့ယုံအစည်းအဝေးခန်းမကျင်းပပြုလုပ်ခဲ့ရာတိုင်းဒေသကြီးဝန်ကြီးချုပ်ကကျောင်းသားကျောင်းသူများကျောင်းအပ်နှံတက်ရောက်နိုင်ရေးအတွက်လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုများကိုဆောင်ရွက်ရမှာဖြစ်ပါကြောင်းအကြံဖတ်ဖြစ်စဉ်များကြောင့်နေရဲဆုံးခွာခဲ့ရတဲ့ပြည်သူများရဲ့တာသမီများအားနှိစက်ရမြို့ရွာများမှာကျောင်းတက်ရောက်နိုင်ရေးအတွက်ဆောင်ရွက်ဖို့လိုအပ်တဲ့ကဲ့သို့ကျောင်းနေအရွယ်ကလေးတိုင်း ှာနှုံးပြည့်ကျောင်းတက်ရောက်စေရအတွက်လည်းတောင်ဝန်ရှိသူအလုံးကပူးပေါင်းဆောင်ရွက်ဖို့လိုပါကြောင်းပြောကြားပါတယ်။အဲဒီနောက်တိုင်းဒေသကြီးပညာရှင်မှုခရိုင်ပညာရှင်မှုများနဲ့မြို့နယ်ပညာရှင်မှုများကကျောင်းအပ်နှံ့ရေးသတင်းပတ်နဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြခဲ့ကြရာတိုင်းဒေသကြီးဝန်ကြီးချုပ်ကရှင်းလင်းတင်ပြမှုများပေါ်လိုအပ်ချက်များကိုဖြည့်ဆွတ်ဆွေးနွေးခဲ့ပြီးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်ဒီသတင်းကိုပသိမ်သတင်းဌာနကွဲမှဖေးပို့ထားတာဖြစ်ပါတယ်ရှင်